အပိုင်း923ရဲ့အဆောက်မှာတော့ Robin ကသူမကိုအနေနဲ့ပြုဖို့လာနေတဲ့ Cavendish ကိုတားဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့တော့ Bartolomeu ကဝမ်းသာသွားခဲ့ပါတယ်။သူလိုအားနေတဲ့သူတစ်ယောက်က Robin ကိုကာကွယ်ပေးချင်နေခဲ့တာကမဖြစ်နိုင်ဘူးဆိုတာကိုလည်းသိနေခဲ့ပါတယ်။တစ်ဖက်မှာလည်း Robin က Cavendish ကိုဖမ်းထားလိုက်ပြီးသူမကအပေါ်ဘက်ကိုဆက်တက်သွားရမယ်လို့ရည်ရွယ်နေပါတယ်။ဒါပေမဲ့သူမဖမ်းထားတဲ့ခန္ဓာကိုယ်ကလည်းလုံးဝကိုငြိမ်ငြိမ်မနေခဲ့ပါဘူး။သူကလွမြောက်ဖို့အတွက်ရုန်းကန်နေခဲ့ပြီးခဏချာမှတော့သူ့ရဲ့ဂျိုးကာလိုမျက်နှာကနေ Cavendish မျက်နှာပြန်ပြောင်းလာခဲ့ပါတယ်။ ။ဒါကိုမြင်လိုက်ရတဲ့ Robin ကအတော်လေးအံ့ဩသွားခဲ့ပါလေ။အဲ့ဒီအချိန် Cavendish ကတော့သူ့ရဲ့ပုံစံပြန်ပြောင်းမှုအတော်လေးကြိုးစားနေပြီး "तू ကမင်းကိုထွက်လာဖို့ခွင့်မပြုဘူး Haku ပါ"လို့ပြောလိုက်ပါလေ။ဒါကိုကြားလို့ Robin က Haku ပါကနှကိုးရစိတ်တကယ်ရှိတာလားလို့မေးပါလေ။အဲ့ဒီနောက် Cavendish က Robin ကို"ငါမင်းကိုခုံးပြီးလို့နှီးပါပါပဲ။တောင်းမှန်ပါလေ"လို့ပြောလိုက်ပါလေ။ဒါပေမဲ့ Cavendish ထက်ချင်းအိပ်ပျော်သွားပြီး Haku ပါအဖြစ်ပြန်ပြောင်းသွားခဲ့ပါလေ။ "तू ကเจ้าဆရာပုံစံနဲ့ Robin ကိုကြည့်ကငါမင်းရဲ့လက်တွေတွေမဟုတ်ဘဲဒီကိုလုံးကိုခုတ်ပိုင်းပြင်မယ်လို့ပြောလိုက်တာကြောင့် Robin ကတုန်လှုပ်သွားပါလေ။ အဲ့နောက်ကာဗန်ဒစ်ကပြန်ထလာပြီးဟာကူဘာကိုထွက်သွားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဟာကူဘာလည်းကာဗန်ဒစ်ကိုပါဇက်ပိတ်ပြီးအိမ်ညီဖို့ပြန်ပြောခဲ့ပါတယ်။ကာဗန်ဒစ်ကအရာအလုံးကိုသူကိုင်းတွဲမယ်လို့ပြောပေမဲ့ဟာကူဘာကလက်မခံခဲ့ပါဘူး။သူကအလုံးကိုခုတ်ပစ်ပြီးသွေးပင်လည်းဖျောက်အောင်လုပ်ပစ်မယ်လို့ပြောပါတယ်။နှစ်ယောက်သားတရားတွေလည်းပြောနေကြတာကိုဘာတလူမျိုးကကြည့်ပြီးခွဲထွက်နေတဲ့ပြားရုပ်လိုပဲလို့ပြောလိုက်ပါတယ်။တဖက်မှာတော့ carbon dish နဲ့ haku bar တို့ကပြဿနာကိုသူကိုင်းတွင်မဲငါးကိုင်းတွင်မဲနဲ့အငင်းပွားနေပါလေခဏကြာမှာတော့သူတို့ကတရားတော်ဝက်စီဖြစ်သွားခဲ့ပြီ ။ဒါကိုမြင်လိုက်ရတဲ့ဘာတလိုမျိုးကလည်းမင်းတို့ကတရားတော်ဝက်စီဖြစ်နေပြီလို့ပြောပါရီ။နောက်တော့ကာဗန်ဒေ့ချ်ကသူ့ရဲ့ပုံစံကိုပြန်ယူလိုက်ပြီးရောဘင်ကိုအားလုံးအဆင်ပြေသွားပါပြီလို့ပြောလိုက်ပါရီ။ပြီးတော့သူကရောဘင်ကိုသူ့ကိုလွှတ်ပေးဖို့အတွက်တောင်းဆိုခဲ့ပေမဲ့ရောဘင်ကတော့အခုလိုတွေဖြစ်သွားခဲ့တာတော့မှယုံကြည်ခိုင်းနေတာလားလို့ပြောလိုက်ပါရီ။အဲ့ဒီအချိန်သူတို့ရက်နေတဲ့နေရံကဖြည်းဖြည်းချင်းဖောင်းကားလာပါရီ။အောက်ဖက်မှာ Gladius ကသူတို့ကိုစီးရင်ရှင်းလိုက်ကြရအောင်လို့ပြောပါရီ။သူကတောင်ရီယံကိုပူပူကြီးလောင်လုပ်နေပြီးအားလုံးကိုဖောက်ခွဲပြစ်ဖို့အတွက်လုပ်ခဲ့တာပါသူကရောဘင်ကိုမင်းတို့အားလုံးမလွတ်မြောက်နိုင်ဘူ ဘယ်ဘုံမှလည်းပြန်ပြေးသွားလို့မရဘူးလို့ပြောပါရီဂါဂိုမြင်တော့ဘာတိုလိုမီယိုက Gladius ကိုဆဲနေခဲ့ပါရီတဖက်မှာလည်း Cavendish ကနယံသားပေါက်ကွဲထွက်သွားရင်သူတို့လည်းအတူတူပါသွားမှာမို့အောက်ကိုဆင်းနေဖို့ပြောလိုက်ပါရီဂါဂိုကြောင့် Robin ကမဖြစ်နိုင်ဘူးလို့ပြောပြီးသူမချိန်ဆွဲနေတာက Rebecca ကိုထိခိုက်သွားစေနိုင်တယ်လို့ပြောလိုက်ပါရီအဲ့ဒီအချိန်ဘာတိုလိုမီယိုကသူနဲ့လွဲထားဖို့ပြောပါရီဒါအပြင်ဘာတိုလိုမီယိုက Robin ကိုထိခိုက်မခံနိုင်ဘူးလို့ဆိုက Gladius ကိုပြေးဝင်သွားခဲ့ပါရီဂါဂိုမြင်တော့ Gladius ကကောင်းပြီလေမင်းကကိုတားနိုင်တယ်လို့ပြောလိုက်ပြီးဖော့ဖဲနဲ့တိုက်ခိုက်လိုက်ပါရီ အဲဒီနောက်ဇဗင်နီကအချိန်နဲ့ဘာတိုလိုမီယိုစီကိုပြေးဝင်သွားပြီးသူ့ရဲ့ခြေထောက်တွေကိုထိသွားစေခဲ့ပါတယ်။ဒါပေမဲ့ဘာတိုလိုမီယိုကဒါကဘာမှမဖြစ်ပါဘူးလို့ပြောလိုက်တဲ့အချိန်မှာသူကလမ်းတော်မလျှောက်နိုင်တော့ပါဘူး။ရုတ်တရက်ထုံလာတဲ့ခြေထောက်တွေကြောင့်သူဒုက္ခရောက်နေပါတယ်။အဲဒီအချိန် Gladius ကသူ့ရဲ့ဇဗင်ကအစိုက်အပ်တီပဲလို့ပြောပြလိုက်ပါတယ်။ဘာဝမင်းတို့ Robin တို့ကသူ့ကိုစိတ်ပူသွားပြီးဘာတိုလိုမီယိုကတော့သူ့တရီမထားမိခဲ့တာပဲလို့ပြောလိုက်ပါတယ်။အဲဒီအချိန် Gladius ကသူက Paul Fru ကိုစားထားတဲ့သူပဲလို့ပြောပြကသူ့ရဲ့ခန္ဓာကိုယ်ကိုအကြီးကြီးဖြစ်အောင်လုပ်ပြလိုက်ပါတယ်။ အဲ့နောက်သူကဘာတူလိုမျိုးကိုငါရဲ့ခန္ဓာကိုယ်တစ်ခုလုံးကပေါက်ကွဲတဲ့အရာတွေပဲမင်းငါ့ကိုတိုက်ခိုက်မယ်ဆိုရင်ငါကောင်းမွန်ကအစိတ်ရက်တွေပေါ်ကလူတွေအလုံးကိုဖောက်ထွက်သွားလိမ့်မယ်လို့ပြောပါတယ်။ဒါပေမဲ့ဘာတူလိုမျိုးအနေနဲ့နေရန်ပေါက်ကွဲမှုကိုတားဖို့အတွက်ဆိုရင် Gladius ကိုနိုင်အောင်လုပ်ရမှာပဲဖြစ်ပါတယ်။ဒါကိုကြောင့်တော့ဘာတူလိုမျိုးတယောက်အတော်လေးကိုအကြက်ရိုက်သွားခဲ့ပြီးသူဘာလို့ရမလဲဆိုတာကိုစဉ်းစားနေပါတယ်။ Gladius ကတော့သူ့ခန္ဓာကိုယ်ပေါက်ကွဲမှုကမင်းကိုအသက်ရှင်စေဖို့လုံလောက်တယ်လို့ပြောပါတယ်။ဒါကိုကြောင့်တော့ဘာတူလိုမျိုးက Robin အတွက်အန်နီယယ်ရှိနေပြီဆိုတာကိုသိသွားခဲ့ပါတယ်။ သူကဘာလို့ရမလဲဆိုတာကိုစဉ်းစားနေကဦးစားပေးအနေနဲ့ဘာလို့တင်လဲတွေးနေပါလိမ့်။အဲဒီနောက်ဘာတလိုမီယိုကပထမဦးစားပေးအနေနဲ့ရော်ဘီယန်ခနာကူကိုကာကွယ်ဖို့ဆုံးဖြတ်ခဲ့ပါလိမ့်။ဒါပေမဲ့နေရန်ကိုရက်တက်မှုအတွက်ဂလက်ဒီယပ်စ်ကိုတိုက်ခိုက်လိုက်ရင်လေဇူရီကရော်ဘင်ကိုစူးသွားမှာကိုသူကသိနေပါလိမ့်။အဲဒီအချိန်ကာဗန်ဒေ့ရှ်ကရော်ဘင်ကိုအပေါ်ဖြစ်ဖြစ်အောက်ဖြစ်ဖြစ်ရေးမကြည့်ဘူးသူ့ကိုလွတ်ပေးပြီးထွက်ပြေးကြရအောင်လို့ပြောပါလိမ့်။ဒါကြောင့်ဘာတလိုမီယိုကကာဗန်ဒေ့ရှ်ကိုတရိယာပြီးသူကကာဗန်ဒေ့ရှ်ကိုရော်ဘင်ရဲ့ခနာကူကိုကာကွယ်ပေးဖို့အတွက်ပြောပါလိမ့်။ ဒါပေမဲ့တစ်ဖက်ကကာဗန်ဒေ့ချ်ကဟာကူဘာအဖြစ်ကိုပြောင်းသွားခဲ့တာကြောင့်ဘာတိုလိုမီယိုတယောက်စိတ်သက်တွေပါကြာသွားခဲ့ရပါပြီ။အဲဒီနောက်မှာတော့ဘာတိုလိုမီယိုကသူ့အနေနဲ့ဘာလို့တင်လဲဆိုတဲ့အတွေးကိုရာသွားခဲ့ပြီးသူ့လဲကြနေရကနေထားလိုက်ပါရီ။ဒါကြောင့်သူကမတ်တက်ထားရလိုက်ပြီး Gladius ရှိရာကိုပြေးသွားခဲ့ပါရီ။ဒါကိုမြင်တော့ Gladius ကဘာတိုလိုမီယိုကိုမင်းကတိုက်ခိုက်ဖို့ရွေးခဲ့တာလားလို့ပြောလိုက်ပါရီ။တစ်ဖက်မှာဘာတိုလိုမီယိုကသူ့အနေနဲ့ဒီချိန်တစ်ခါမှအကာအကွယ်တစ်ခါပဲလုပ်နိုင်တာကအားနည်းချက်ဖြစ်နေခဲ့ပေမဲ့ Robin ကိုသာကယ်လို့ရမယ်ဆိုရင်တွန်းဆုတ်မနေဘူးလို့ပြောက Gladius ရဲ့ပတ်ပတ်လေးကိုအကာအကွယ်လုပ်ပစ်လိုက်ပါရီ။ ပြီးတော့သူကဓာတ်ကိုထုတ်ယူကငါတို့ကအကောင်ဝဲထဲမှာပဲမင်းစိတ်ကြိုက်ပေါက်ကွဲလို့ရပြီလို့ဆိုက Gladius ကိုဓာတ်နဲ့ထိုးလိုက်ပါလေ။သူရဲ့လုပ်ရက်ကိုမြင်လိုက်ရတဲ့ Robin ကအံ့ဩသွားပြီးတုန်လှုပ်သွားပါလေ။တစ်ဖက်မှာလည်း Gladius ကမင်းကိုမင်းဆွန့်လွတ်နေတာပဲလို့ပြောလိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကပေါက်ကွဲသွားပါတော့တယ်။ဒါကြောင့်များစွာရဲ့အက်တီကဘတ်တလိုမီယိုကိုထိသွားပြီးသူကလဲကျသွားပါလေ။အဲဒီနောက်ဘတ်တလိုမီယိုကသူကအောင်မြင်မြင်နဲ့ Robin ကိုကာကွယ်နိုင်လိုက်ပြီလို့ပြောနေချိန် Gladius ကပြန်ပေါ်လာခဲ့ပြန်ပါလေ။ပြီးတော့သူကဘတ်တလိုမီယိုကိုမင်းအကွာဝေးတစ်ခုလွဲသွားတယ် အဲ့ဒါကငါရဲ့လေပင်မဟုတ်ပဲပခုံးမဲလို့ပြောပါရီဒါဝကြောတော့ဘာတလိုမျိုးကသူ့အနေနဲ့နေရာမှာထိုးခဲ့တာကိုသတိထားမိသွားပါရီအဲ့ဒီနောက် Gladius ကအသိရှိနေသေးတာကြောင့်နေရန်ကြီးကစက်ကြီးလာနေခဲ့ပါရီအဲ့ဒီအချိန် Cavendish က Robin ကို Hakuba ကိုသူ့ရဲ့ထိန်းချုပ်မှုအောက်မှာထားထားပြီးဖြစ်တာကြောင့်လှုပ်ပေးဖို့အတွက်ပြောပါရီပြီးတော့သူက Hakuba ရဲ့စွမ်းကိုအသုံးချပြီးတမ်းဝင်နေမျိုးကိုဖျက်ဆီးဖို့ကြံထားကြောင်းပြောပြပါရီအဲ့ဒီနောက် Cavendish ကတွေ့ဝေနေတဲ့ Robin ကိုအမြန်လှုပ်ဖို့ပြောလိုက်ပါရီအဲ့ဒီအချိန် Gladius ကတော့သူ့ရဲ့လက်တွေကိုစမ်းထုတ်လိုက်ပြီးနေရန်ကိုဖောက်ခွဲပြစ်လိုက်ပါရီ ။ဒါကိုမြင်တော့ဘာဒလိုမီယိုကစိတ်တုံ့လောက်သွားခဲ့ပါလေ။အရာအလုံးကပောက်ကွဲမှုကြောင့်လည်းထွက်သွားပေမယ့် Gladius တို့ကတော့ဘာဒလိုမီယိုရဲ့အကာအကွယ်ကြောင့်ဘာမှမဖြစ်ခဲ့ပါဘူး။အဲဒီနောက် Gladius ကဘာဒလိုမီယိုကိုမင်းရဲ့တငယ်ချင်းတွေကမရှိတော့ဘူးလို့ပြောလိုက်ချိန်မှာသူတို့ကအပေါ်ဘက်ကိုတက်သွားတဲ့ Robin ကိုမြင်လိုက်ရပါလေ။အဖမှာတော့ Cavendish က Robin ကိုခုတ်ဖို့ကြိုးစားနေတဲ့ Hakuba ရဲ့ဓာတ်ကိုတားဆီးနေခဲ့ပါလေ။ဒါကြောင့် Hakuba ကဘာလို့သူ့ကိုတားနေရလဲလို့ပြောလိုက်ပြီး Cavendish ကတော့သူ့ရဲ့ခန္ဓာကိုယ်ဖြစ်တာကြောင့်သူစကားကိုပဲနားထောင်ဖို့ပြောလိုက်ကအိပ်ပျော်သွားပါလေ။ ။ဒါကြောင့် Robin ကသူမရဲ့အစွမ်းနဲ့ပိုက်ကွန်တစ်ခုကိုဖန်တီးပြီးဖမ်းပြီးထားလိုက်ပါရီ။အေးပြောနေတဲ့ Cavendish ကိုကြည့်ကသူမကမင်းကရှုပ်ထွေးတဲ့သူပဲလို့ပြောလိုက်ပါရီ။အောက်ဘက်မှာတော့ Gladius ကပောက်ကွဲမှုကနေလွတ်ထွက်သွားပြီး Robin တို့ကိုကြည့်ကမယုံနိုင်ဖြစ်နေခဲ့ပါရီ။သူကဒီပောက်ကွဲမှုကနေဘလူရောင်လို့သွားရလဲလို့ပြောလိုက်ပြီးဒူးညွတ်ကျသွားခဲ့ပါရီ။တစ်ဖက်မှာလည်းဘာတိုလိုမီယိုကတော်သေးတာပေါ့လို့ပြောလိုက်ပြီးတော့အကာအကွယ်ကိုဖယ်ပစ်လိုက်ပါရီ။ပြီးတော့သူကကာကွယ်ရမယ့်သူကိုတော့မကာဝယ်နိုင်ပေ။ငါဒီမှာပါလို့နေရတာလဲဆိုပြီးရေရွတ်နေပါရီ။ဘာတိုလိုမီယိုကသူ့နေရာမှာလူဖီတာဆိုရင် ဘာလို့မလဲလို့တွေးနေပါလိမ့်ပြီးတော့သူကလူဖီကောင်းဖြတ်ခံရတော့မလို့ဖြစ်သွားတဲ့အချိန်ကိုသတိရသွားခဲ့ပါလိမ့်အဲဒီတော့ကလူဖီက "तू आ တနေ့မှာပင်လယ်ဓားမြားကြီးရဲ့ခေါင်းဆောင်ဖြစ်လာမယ်သူပဲ"လို့ပြောလိုက်ပါလိမ့်ပြီးတော့သူကအသက်ခံရမယ့်အနေထားကနေလည်းလွတ်လာခဲ့ပါလိမ့်ဘာလို့လူမီယိုကလူဖီကိုအရင်အားကြခဲ့ပြီးလူဖီတယောက်စုကြီးတွေပို့ပို့မြင်လာတာကိုလည်းသဘောကျနေခဲ့တဲ့သူပါအဲ့ဒါအပြင်သူကပြိုင်ပွဲမဆခင်လူဖီကသူ့ကိုရန်ဆလာတဲ့လူတန်ကြီးကိုအမောက်သိပ်ပစ်လိုက်တာကြောင့်ဘာတိုလိုမီယိုကလူဖီကိုသတိထားမိသွားခဲ့ပါတယ် ပြီးတော့ပြိုင်ပွဲအတွင်းမှာလည်းသူကလူဖီယဲဆွမ်းကိုတတိထားမိသွားပါတယ်။ဒါကြောင့်ဘာတိုလိုမီယိုအနေနဲ့သူကြားထားတာတွေကအမှန်ပဲဆိုတာကိုသိသွားပြီးလူဖီကဒီနေ့ကျရင်ဓမြတွေရဲ့ဘီရင်ဖြစ်လာမယ်သူလို့ယုံကြည်နေပါတယ်။အဲဒီနောက်ဘာတိုလိုမီယိုကိုသူ့ရဲ့အကာအကွယ်ဆွမ်းကိုပြင်ဆင်ပါတယ်။သူကလိုအပ်ချက်တွေရှိနေပြီးမပြည့်စုံသေးပေမဲ့ပိုပြီးကြိုးစားပါမယ်လို့ပြောကဂလာဒီယက်စီကိုပြေးဝင်သွားခဲ့ပါတယ်။ပြီးတော့ဘာတိုလိုမီယိုကသူ့အနေနဲ့လူဖီအတွက်အသုံးဝင်တဲ့သူတယောက်ဖြစ်အောင်ကြိုးစားမယ်လို့ဆုံးဖြတ်ပြီးလူဖီရဲ့စတိုင်နဲ့ဂလာဒီယက်စ်ကိုထိုးချပစ်လိုက်ပါတယ်။ ပြီးတော့သူကအခြေပြက်လက်ပြက်လဲကျသွားပြီးဒါပါသူ့အနေနဲ့လူဖီနီနဲ့အနိုင်ယူခဲ့တာလို့တွေးလိုက်ပါရီပြီးတော့သူကအပေါ်ဘက်ကိုမောကြည့်ပြီးအဲ့လိုမျိုးလမ်းစရာကောင်းနဲ့နောက်တစ်ခါအတူတူတွဲပြီးအလုံးမလုံးနိုင်ဘူးလို့ပြောနေခဲ့ပါရီအပေါ်ဘက်မှာတော့လိုင်းလုံးကြီးလို့ဖြစ်နေတဲ့နေကြာဘန်းနေတဲ့ရေဘကာတို့ကရှိနေပါရီတစ်ဖက်မှာတော့ဒီယာမန်ဒီရှိနေပြီးသူရဲ့အောက်ဖက်မှာလည်းစူညံနေတာပဲလို့ပြောလိုက်ပါရီပြီးတော့ဒီယာမန်ဒီကသူ့ရဲ့ဓာတ်ကိုမွေလိုအသုံးပြုကရေဘကာကိုတိုက်ခတ်လိုက်ပါရီဒါကိုမြင်တော့တယောက်ကရေဘကာကိုအမြန်ပြေးဖို့ပြောလိုက်ချင်းရော်ဘင်ကရောက်လာပြီးတစ်ဖက်လူရဲ့ဓာတ်ကိုတားလိုက်ပါရီ ။အဖက်လူကတော့ Robin ကိုမြင်လိုက်ရလို့စိတ်ရှုပ်သွားပါလေ။ Robin ကတော့ Rebecca ကိုအနားယူဖို့ပြောကတော့ကိုပို့ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောခဲ့ပါလေ။ပြီးတော့မှမင်းကိုကာကွယ်ပေးမယ်လို့ပြောလိုက်ပြီးဆာလန်လေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပါလေ။အပိုင်း924ရဲ့အဆမှာတော့ Robin က Rebecca C ကိုလာနေတဲ့ Diamond D ကိုဒါနဲ့လမ်းကြောင်းပြောင်းပြစ်လိုက်ပါလေ။ဒါပေမဲ့တော့ဒီယာမန်ဒီကတော့သွားထွက်သွားပြီးရောဘင်ကိုငှရှုံမလို့ပြောလိုက်ပါရီ။တစ်ဖက်မှာရောဘင်ကတော့ဒီယာမန်ဒီကိုမင်းရဲ့ပြိုင်မက်တွေအတွက်တကယ်ကိုမမျှတာဘူးလေလို့ပြောလိုက်တော့ဒီယာမန်ဒီကသဘောကျသွားပြီး ရောဘင်ကိုမင်းကမျှတမှုကိုလိုချင်နေတာလားလို့ခနဲ့တက်တက်မေးလိုက်ပါရီပြီးတော့သူကရောဘင်ကိုသူ့အနေနဲ့တိုက်ခိုက်နေတာမဟုတ်ပဲသူတို့ကိုကွက်မြတ်နေတာလို့ပြောလိုက်ပါရီအဲ့ဒီအချိန်ရောဘင်ကသဘောကျစွာရီမောင်းနေတဲ့ဒီယာမန်တွေကိုကြည့်ပြီးမင်းမလေးအဲ့ဒီလိုလူတွေရှိနေပုံပဲလို့ပြောပါရီသူမရဲ့စကားကြောင့်ပန်းမွင့်လူကကြောင်းနေချိန်ရောဘင်ကကွန်မန်ဒါကိုရှင်းရဲ့စူးစမ်းမှုကိုထပ်လုပ်စရာမလိုဘူးကျွန်တော်ရီဘကာနဲ့အတူနေလိုက်မယ်လို့ပြောလိုက်တယ်ဒါကိုကြားတော့ကွန်မန်ဒါကရောဘင်ကိုကျေးဇူးတင်လိုက်ပြီးသူ့အနေနဲ့ဒေါသထွက်တာကိုထိန်းချုပ်တာကိုမလုပ်တော့ဘူးလို့ပြောလိုက်ပါရီ ဒီစကားကိုကြားတော့ဒီယာမန်ဒီကအနေငယ်လန့်သွားခဲ့ပြီးအာဖာမှာလည်းစစ်သားတွေက Gladius ရဲ့ခန္ဓာကိုယ်ကိုပြန်ယူနေခဲ့ပါတယ်။နောက်ကိုဘာတလိုမီယိုကမြင်တော့မင်းတို့ဘာလို့ညာလဲလို့អော်လိုက်တာကြောင့်စစ်သားတွေကလန့်သွားပြီးမကြခင်တရားတော်မဲ့လူတရားရဲ့အလောင်းကိုပြန်တဲခြင်းယုံလေးပါလို့ပြောလိုက်ပါတယ်။နောက်ကိုကြားတော့ဘာတလိုမီယိုက Gladius ကမတည်သေးဘူးလို့ပြောလိုက်တော့စစ်သားတွေကသူ့ကိုကူဖို့ရပ်ပေါင်းများစွာကြမယ်ဆိုရင်တော့တတ်တော်အောင်လုပ်ပေးခြင်းနဲ့လို့ပြောကတွားဝင်ပြုဖို့တောင်းဆိုကြပါတယ်။ဒါကြောင့်ဘာတိုလိုမီယိုကသွားဝင်ပြုတ်လိုက်ပြီးသူစီကခွင့်ပြုချက်ရတာနဲ့စစ်သားတွေက Gladius ကိုတဲကအပြေးပြေးသွားပါတော့တယ် အိနောက်အစာဦးရဲ့နောက်ဖက်ကိုရောက်လာခဲ့ပါလေ။ Ladius ကိုတည်လာတဲ့စစ်သားတွေကဘတ်တလိုမီယိုကိုသူကအယူပဲသူ့ရဲ့ကံတရားကိုဖယ်ထုတ်ပြလိုက်တာပဲလို့ပြောလိုက်ပြီးနောက်မှတရားဆုံးမရမယ်လို့ပြောနေခဲ့ပါလေ။တစ်ဖက်မှာလည်းစစ်သားတွေကဒလင်ဂျာရဲ့ခန္ဓာကိုယ်ကိုတည်လာခဲ့ပါလေ။ဒါပေမဲ့သူတို့ကအပဝါရောက်မှခလုတ်တိုက်လဲကြနေခဲ့ပါလေ။အဲ့ဒီအချိန်မင်းတို့ကောင်တွေမိသားစုဝင်တယောက်ကိုဘလူတော်ဆက်ဆံနေကြတာလဲလို့ပြောလိုက်တဲ့အတန်နဲ့အတူဂျီယိုလာကပေါ်လာပါလေ။ဒီမှာမှမြင်တော့လန်သွားတဲ့စစ်သားတွေကဂျီယိုလာကိုတောင်းပန်ရင်းဒလင်ဂျာကိုထပ်ပြီးလွှင့်ပြစ်တယ်လို့ဖြစ်သွားခဲ့ပါလေ။ ဒါကြောင့်စစ်သားတွေကတောင်းပန်တော့ဂျီယိုလာကစိတ်ရင်းနဲ့တောင်းပန်တာခွင့်လွှတ်ရမှာပေါ့လို့ပြောလိုက်တာကြောင့်စစ်သားတွေကပြောသွားပေမဲ့သူမကအဲ့လိုပြောမဲ့ထင်နေလားလို့ဆိုတာစစ်သားတွေကိုရုတ်တရက်လုပ်ပြလိုက်ပါတယ်။အဲ့ဒီနောက်သူမကကျန်တဲ့သူတွေကိုအယုတ်တွေကိုလူမြင်ကွင်းမှာသွားချထားဖို့ပြောလိုက်ပါတယ်။ပြီးတော့ဂျီယိုလာကရာဒူးကြီးသူတွေတယောက်ပြီးတယောက်ရှုံးနေလာတာကိုမယုံနိုင်ဘူးလို့ပြောနေပါတယ်။အဲ့ဒီအချိန်စစ်သားတယောက်ကသူမကိုမကြခင် Gladius ကိုတင်လာမယ်ဆိုတဲ့အကြောင်းကိုသတင်းရထားကြောင်းပြောပြပါတယ်။ဒါကကြတော့ဂျီယိုလာကမယုံနိုင်ဖြစ်သွားပြီးသူမကလည်းလှုပ်ရှားရှိရာကိုအမြန်လှုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ တဖက်မှာလည်း Viola ကအခြေအနေကိုစောင့်ကြည့်နေပြီးသူမကဘာလို့ဖို့လုံနေရလဲဆိုတာကိုတွေးနေပါတယ်။အဲ့ဒီအချိန်စိုက်ယုံကအဖွဲ့တွေက Viola ကိုဖုန်းခေါ်လာပါတယ်။ဒါကြောင့် Viola ကဖုန်းကင်လိုက်တော့တဖက်ကသူမကို Leo နဲ့မင်းသမီးရဲ့အခြေအနေကိုဝိုင်းမိနေခဲ့ကြပါတယ်။ဒါကိုကြားတော့ Viola ကအယံဆိုးတာတစ်ခုဖြစ်နေပြီလို့ပြောလိုက်ပြီး Leo ကိုဖုန်းခေါ်မှဖြစ်လို့ခဏကင်ထားဖို့ပြောပါတယ်။အဲ့ဒီနောက်သူမက Leo ကိုဖုန်းဆက်လိုက်တော့ Leo ကဖုန်းကင်ကသူတို့ရဲ့နန်းတော်ရဲ့အကြောင်းပေါက်ဝါကိုရောက်နေပြီလို့ပြောပါတယ်။ ဗီယိုလာကတော့လီယိုကိုအမြန်လုဖို့ပြောပြီးမင်းသမီးကဂျီယိုလာရဲ့ဖန်းကိုခံထားရပြီးစာအသုံးမှုတွန်းအားပေးခံရတယ်လို့ပြောလိုက်ပါတယ်။နောက်ကြတော့လီယိုကဒါအရန်ဆိုတာပဲလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းစစ်သားတွေကလီယိုတို့ကိုမြင်သွားကတန်းတန်းနဲ့ဝိုင်းပြစ်ကြပါတယ်။ဒါပေမဲ့လီယိုတို့အားလုံးကရှောင်ပြီးအချိန်နဲ့စက်တာလာနေခဲ့ပါတယ်။နောက်ကမြင်တော့စစ်သားတစ်ယောက်ကသူ့ကိုဘုံယူလာပေးဖို့ပြောကလီကားရောလီယိုတို့ကိုပါဖောက်ခွဲပြစ်လိုက်ပါတယ်။ဒါပေမဲ့သူတို့ဘာမှမလုပ်နိုင်ခင်ပါပဲ။လီယိုကသူတို့အားလုံးကိုတိုက်ခိုက်ပြစ်လိုက်ပါတယ်။တစ်ဖက်မှာလည်းဂျီယိုလာကသူတို့အားလုံးကိုသူမှပြောသလိုလုပ်ဖို့အတွက်ပြောနေပါတယ်။ ီးတော့သူမကမင်းသမီးကိုသူခိုင်းတယ်လို့လှုပ်ဖို့တွန်းအားပေးနေခဲ့ပါတယ်။ဂျီယိုလောက်ကသူမရဲ့ရာရူးကြီးလူတွေကတစ်ဖက်လူတွေကိုတိုက်ခိုက်ပြီးအနိုင်ရခဲ့ပေမယ့်ပြင်းပြင်းထန်ထန်ထိခိုက်ထားတယ်လို့ပြောပြခဲ့ပါတယ်။ဒါကြောင့်မော်ယီနဲ့ကုသပေးဖို့ပြောပြီးဒါဆိုရင်တိုက်ပွဲကပိုကြီးကျယ်လာလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့မင်းသမီးကသူမတို့ခုခုကိုတီးထားတယ်လို့ပြောပြီးအရင်ချိုကာကသူမတို့ကိုလိမ်နေတာပဲလို့ပြောပါတယ်။ဒါကိုကြားတော့ဂျီယိုလာကဘာဖြစ်လဲလို့ပြောလိုက်ပြီးမင်းသမီးကတော့သူမအနေနဲ့မကောင်းတဲ့သူတွေကိုစက်ပြီးတော့မကူညီချင်တော့ဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဂျီယိုလာကမင်းသမီးကိုကောက်ယူလိုက်ပြီ မင်းရဲ့တငယ်ချင်းတွေတခုခုဖြစ်လဲရတယ်ပေါ့လို့ပြောလိုက်ပါလေ။ဒါကိုကြားတော့မင်းသမီးကသူမသာပြန်ကောင်းလာအောင်လုပ်လိုက်ရင်လူတွေကိုဒုက္ခရောက်အောင်လုပ်အောင်မှမလားလို့ပဲသူကပြောလိုက်ပါလေ။ဒါပေမဲ့ဂျီယိုလာကတော့မခန့်လေးစားမလုပ်ဖို့ပြောပါမင်းသမီးကိုအတင်းကျပ်လုပ်ပါတော့တယ်။ဒါကြောင့်မင်းသမီးကလီယိုကိုလာခဲ့ဖို့အတွက်အော်ဟစ်နေတယ်။လီယိုတို့ကလည်းပြေးလာကြပါလေ။ဒါပေမဲ့စစ်သားရဲ့ပြစ်ချက်ကကလပ်ကိုသွားထိတာကြောင့်လီယိုကရက်လိုက်ပေမဲ့ကပ်ကဆက်သွားနေခဲ့ပြီးနောက်ကနေလိုက်လာခဲ့မယ်လို့လမ်းပြောပါရီ။ဒါကြောင့်လီယိုကစစ်သားတွေကိုတိုက်ခိုက်ကအရှိကိုဆက်သွားနေခဲ့ပါရီ တစ်ဖက်မှာတော့မင်းသမီးကနာကျင်နာကြောင့်အောင်နေပြီးသူမရဲ့မျက်ရည်တစ်စက်ကအောက်ကဒဏ်ရာရနေတဲ့စစ်သားရဲ့အဖို့ကိုကြားသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့စစ်သားကထလာခဲ့ပြီးအားလုံးကလည်းဒါဟာမင်းသမီးရဲ့မျက်ရည်ကြောင့်ဆိုတာကိုသိသွားခဲ့ပါတယ်။ဒါကြောင့်ဂျီဟူလာကဒါကပြန်ကောင်းစေတဲ့လက်နက်ပေါ့လို့ပြောလိုက်ပြီးမင်းသမီးကိုရာရူးကြီးတွေလဲနေတဲ့နေရာကိုခေါ်သွားပါတယ်။ပြီးတော့သူမကမင်းသမီးမျက်ရည်တွေထွက်ကြလာအောင်ရိုက်နှက်နေပါတယ်။ဒါကိုမြင်တော့ဗီယူလာကလန့်သွားပြီးလီယိုကိုအမြန်လှုပ်ဖို့ပြောပါရီ။တစ်ဖက်မှာလည်းမင်းသမီးကိုကယ်ဖို့လာနေတဲ့လူပူလေးတွေကသူတို့အနေနဲ့မလုံနိုင်တာကိုသိပြီ ဒီလိုတို့သာအားကိုးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အဲ့ဒီအချိန်ဗီယိုလာကဂျီယိုလာဟာမင်းသမီးရဲ့မျက်ရည်ကပြန်ကောင်းအောင်ကုလို့ရတာကိုသိသွားပြီလို့ပြောပါတယ်။ပြီးတော့ဂျီယိုလာကအခုမင်းသမီးကိုမျက်ရည်ထောင်းအောင်ရိုင်းနှက်နေတယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဥစုပ်ကမင်းသမီးကအဲ့ဒီလိုအစွမ်းရှိလာလားလို့မေးတော့ဗီယိုလာကဟုတ်တယ်လို့ဖြေပါတယ်။ဒါကြောင့်မင်းသမီးကိုဂျီယိုလာတို့ကအသေးတန်လိုချင်နေကြတာလို့ပြောပြပါတယ်။ဒါကိုကြတော့ဥစုပ်ကအဲ့ဒါဆိုသူတို့ခက်ခက်ခဲခဲနေနေထားတဲ့သူတွေကပြန်ပြီးတော့ရှင်လာမှာပေါ့လို့ပြောလိုက်ပြီးသူတို့အနေနဲ့ဘလောက်ပဲတိုက်တိုက်အဆုံးမရှိတော့ဘူးပေါ့လို့ပြောလိုက်ပါတယ်။ ဒါကြောင့်အလုံးကလေးလန့်သွားချိန်ဥစုပ်ကတစုံတစ်ခုကိုသတိရသွားပြီးရှူကလေးအဲဒီမှာမှလာလို့မိလိုက်ပါတယ်။ခေါင်းငိမ့်ပြလိုက်တဲ့ဗီယိုလာကြောင့်ဥစုပ်ကကြောက်စရာကောင်းတဲ့ရှူကအကြောင်းကိုပြန်တွေးမိပြီးသိပြန်နေခဲ့ပါတယ်။အယုတ်ဒီကတော့လီယိုကိုအမြန်လှုပ်ဖို့ပြောပြီးဥစုပ်ကလည်းမင်းသမီးကိုပြန်ခေါ်လာဖို့လီယိုကိုပြောလိုက်ပါတယ်။အဲဒီအချိန်လီယိုကတော့စစ်သားတွေကိုတိုက်ခိုက်ကာမင်းသမီးစီကိုအချိန်နဲ့လာနေပါတယ်။အဖက်မှာလည်းဂျီယိုလာကမင်းသမီးကိုအဆက်မပြတ်ရိုက်နေပြီးခနာကြောင်မှာတော့လီယိုကမင်းသမီးကိုဖမ်းထားတဲ့အခန်းကိုတွေ့သွားပါတယ်။ဒါကြောင့်သူကအပြင်ဘက်ကစစ်သားတွေကိုတိုက်ခိုက်ပြီးအထဲကိုဝင်လိုက်ကာ သူ့ကိုတွေ့ပြီးတော့ပြောပါရည်။အဲ့ဒီအချိန်မင်းသမီးလေးရဲ့မျက်ရည်တွေကထွက်ကျသွားတာကြောင့်ဂျီရိုလာကပြောသွားပြီးအရန်ကိုနောက်ကျသွားပြီလို့ဆိုကာစစ်သားတွေကိုလီယိုကိုဖမ်းမှုအမိန်ပေးလိုက်ပါရည်။သူမကတော့မင်းသမီးရဲ့မျက်ရည်တွေကိုနေရာအနှံ့ကျဲချလိုက်ပြီးသူမရဲ့ယာရူးကြီးတွေပြန်ထလာဖို့ပြောကာဒုတိယခြေတိုက်ပွဲဝင်ဖို့ပြောလိုက်ပါရည်။အဲ့ဒီအချိန်လီယိုကသူ့ကိုဝိုင်းထားတဲ့စစ်သားတွေကိုတိုက်ပစ်လိုက်ချိန်ခပ်ကရောက်လာပြီးလီယိုကိုသူ့လမ်းပေါ်ကနေဖယ်ဖို့အတွက်ပြောလိုက်ပါရည်။ပြီးတော့ဂျီယူလာကိုတာဝန်ယူဖို့ပြောပြီးကျွန်တော်ကိုသူရှင်းလိုက်မယ်လို့ပြောပါရည်။ ီးတော့ကပ်ကအရှိန်နဲ့ပြေးဝင်သွားပြီးယာရူကြီးတွေကိုတိုက်ချပစ်လိုက်ပါတယ်။ဒါကြောင့်အားလုံးကလွင်ထွက်သွားပြီးမင်းသမီးရဲ့မျက်ရည်တွေကအောက်ကိုအကုန်ပြုတ်ကျသွားပါတယ်။ဒါပေမဲ့တော့ဂျီယူလာကဒေါသထွက်သွားခဲ့ချိန်လီယိုကသူ့ရဲ့အက်ကိုအသိမ့်ပြင်လိုက်ပြီးယာရူကြီးတွေကိုတွဲချုပ်လိုက်ပါတယ်။စိတ်တူနေတဲ့ဂျီယူလာကနောက်ထပ်ထပ်ပြီးတော့လှုပ်ဖို့အတွက်လှုပ်ခဲ့ပေမဲ့လီယိုကမလိုဘူးလို့ပြောကသူမရဲ့ခန္ဓာကိုယ်ကိုအက်ဒီနဲ့ချုပ်ပစ်လိုက်ပါတယ်။ပြီးတော့လီယိုကဂျီယူလာကိုဂျီယူလာကိုအားလုံးကိုမင်းနဲ့တွဲချုပ်ပေးထားတယ်။အခုမင်းတို့နဲ့ခွဲစရာမလိုတော့ဘူးလို့ပြောကချီပြီးတော့ဆွဲတင်လိုက်ပါတယ်။ ဒါကြောင့်ယာရူးကြီးတွေကဂျီယူလာရှိရာကိုအရှိန်နဲ့ပြုတ်ဝင်လာပြီးသူမကနာကျင်စွာအော်ဟစ်ကလဲကျသွားပါတယ်။အဲဒီနောက်မင်းသမီးလည်းဂျီယူလာရဲ့လက်ကလွတ်ကျလာပြီးသူမကတော့လီယိုလာကေတာကြောင့်ပြောနေပါတယ်။သူမက လီယိုကမင်းသားလေးတစ်ပါးလိုပဲလို့တွေးနေခဲ့ပါတယ်။တစ်ဖက်မှာတော့ဗီယူလာကဒါရီကိုစောင်းကြည့်နေပြီးစိတ်အေးသွားခဲ့ရပါပြီ။သူမကတော့အားလုံးကိုအောင်မြင်ပြီးလီယိုကမင်းသမီးကိုကယ်လိုက်နိုင်ပြီလို့ပြောပြလိုက်တော့အားလုံးကပျော်သွားကြပါတယ်။အဲဒီအချိန်လီယိုကပြုတ်ကျလာတဲ့မင်းသမီးကိုဖမ်းလိုက်ပါတယ်။ယင်းနေခုံကြီးရဲ့မင်းသမီးကတော့သူမကအရန်ကြောက်နေတဲ့အကြောင်းပြောပြနေခဲ့ပါတယ်။ ဒါပေမဲ့ FA ဖြစ်ဖို့ကံပါလာတဲ့ဒီယူကတော့မင်းသမီးကိုကြည့်ကရင်ခုန်မှုမတွေ့ပဲသူကမင်းသမီးကိုဝိတ်ပို့တက်လာပြန်ပြီလို့ပြောလိုက်ပါတယ်။ဒီယူရဲ့ကောင်းမှုနဲ့မင်းသမီးကရင်ခုန်နေခဲ့တာတွေပါပျောက်သွားခဲ့ကစိတ်တို့ပြီးဒီယူရဲ့ဘားကိုထိုးပြလိုက်ပါတယ်။ဒါကိုမြင်တော့ Cap ကတော့ထုံးစံအတိုင်းပဲလို့ဆိုကဒီယူကိုစိတ်ပြက်နေပါတယ်။အဲ့ဒီအချိန် Luffy ကတော့တဖက်လူရဲ့တိုက်ခိုက်မှုကြောင့်ဒဏ်ရာတွေပရပွားဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့သူ့လိုပဲတဖက်မှာလည်းဒဏ်ရာတွေကပိုပိုများလာခဲ့ပါတယ်။ Luffy ကတော့သူ့ကိုတိုက်ခိုက်နေတဲ့လူကိုမင်းအခုလိုလုံနေရင်ပိုပြီးတော့ထိခိုက်လာလိမ့်မယ်လို့ပြောနေပါတယ်။ ဒါပေမဲ့တစ်ဖက်လူကတော့ဒါကိုဂယုမဆိုင်ခဲ့ပါဘူး။သူ့အနေနဲ့လူဖီကိုတိုက်ခိုက်နေပြီးဒီလိုလောက်တာဂျိုကာရဲ့စိတ်ထဲမှာအနေငယ်မှတ်မိသွားရင်ကိုကျေနပ်နေပြီလို့ပြောလိုက်ပါရီ။ပြီးတော့သူကလူဖီကိုမင်းကရန်သူကိုပြမတိုက်ပဲ။ဘာလို့ချိန်နေတာလဲလို့ပြောလိုက်ပါရီ။ဒါကိုကြောက်တော့လူဖီကစိတ်တူသွားပြီးဇလန်းလေးကလည်းဒီနေရာမှာပဲတခန်းရက်သွားခဲ့ပါရီ။